မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းမြန်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများကို A+ အညာမြေစစ်စင်ရေးအဖြစ်နဲ့ဝင်ရောက်တိုက်ခိုက်ကစစ်တပ်လက်အောက်ခံစီပင်ယုံဥပဒေယုံနဲ့ကြံ့ဖို့ယုံတို့ကိုမိရှို့ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်9:00နာရီအချိန်ကစတင်ပြီးတော့မြန်မျိုးအရှိတ်မြိုင်ပခုတ်ကူလမ်းမိုင်းပေါ်မှာရှိတဲ့စစ်တပ်ဂိတ်နဲ့နှစ်ထပ်တိုက်တို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရ ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီဂိတ်အနီးမှာရှိတဲ့နှစ်ထပ်တိုက်ဘန်ကာကိုဝင်းရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနှစ်ထပ်တိုက်ဘန်ကာကိုသိမ်းပိုက်နိုင်ခဲ့တော့လဲဘန်ကာအနီးမှာရှိတဲ့ကြမ်းရှိနေတဲ့ဘန်ကာများကိုဖြိုဖျက်ဖို့အတွက်လက်နက်ကြီးအားနေခြင်းခဲရမလုံလောက်ချင်းလို့ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပြီးတော့မြန်မျိုးအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစီပင်ယုံဥပဒေယုံနဲ့ကြမ်းဖို့ယုံတို့ကိုလည်းဝင်းရောက်စီးနှင်းကမိရှုပ်ဖျက်ဆီးပေးခဲ့တယ်လို့သိရပါတယ်ဘန်ကာဒုတွေကကောင်းတော့အနည်းနဲ့အများတော့ထိတာတော့ရှိမယ် ကျွန်တော်တို့ဘန်ကာအနီးနားအထိကိုကတ်နိုင်ခဲ့တာဖြိုဖို့ကြတော့ RPG ကပါမလာခဲ့ဘူးပြီးတော့ဘန်ကာက၅ခုလောက်ထပ်တိုးသွားတာအနီးနားကရွာတွေကလူတွေကိုခေါ်ပြီးတော့လုတ်ခိုင်းထားတာလို့သိရတယ် ပြီးတော့ကြည်ပြတ်တာရောဆိုတော့ပြန်ဆုတ်ခဲ့ရတာစီပင်ယုံကတော့မီးရှို့နိုင်ခဲ့တယ်စီပင်ယုံကိုမီးရှို့တဲ့အချိန်မှာစခန်းထဲကထွက်လာမဲ့စစ်ခွေးတွေကိုကြန့်ခါရေးယုံတွေကနေစောင့်နေတာသူတို့စခန်းကနေလာမယ်ဆိုရင်9မိနစ်လောက်ဆိုရင်ရောက်တယ်သူတို့ထွက်ဖို့လုံနေပေမဲ့ကျွန်တော်တို့ဘက်ကလက်ဦးမှုရယူထားတော့စခန်းရဲ့အပေါဝနာအထိပဲထွက်တာလာရင်တော့အပိုင်ကျိတ်ဖို့ကိုစောင့်နေတာလို့ MVP Revolution Force ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို A+ အညာမြေစစ်စင်ရေးအဖွဲ့ MVP Revolution Force မြိုင်ပကဖမုံရွာခရိုင်တရဲ၂ဆက်ခေါ်တက်ခွဲ၃ တိမ့်ငတ်တပ်ဖွဲ့အများမြေတပ်ပေါင်းစုစင်ရန်ရာစာ God of မြိုင်တပ်ရင်း၁၆တပ်ခွဲ၃အများမြေ Guerrilla Force မြိုင် Cobra People Defense Force ကိုမုံဆိုးအဖွဲ့ PKU Underground Force တမမြေပြောက်ကြားတပ်ဖွဲ့မြိုင်ဒါမင်းကြီးတပ်ဖွဲ့ဂလုံတပ်ရင်း၁တပ်ခွဲ၂နဲ့မြန်မြို့နယ် Drone အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တာချီလေးမြို့တော်ကော့ရက်ွက်မှာစက်တမလပထမပတ်အတွင်းစစ်ဝဲစုံတွေဝေထားတဲ့လူခွန်တာဦးကန်ကနေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဓမြတိုက်တဲ့အဖွဲ့မှာလူခွန်တာဦးကန်ပါဝင်ပြီးတော့တနက်တွေကင်ဆောင်လာကနေအိမ်အတွင်းကိုဝင်ရောက်လာပြီးတော့ရွှေငွေနဲ့လက်ကင်ဖုန်းတွေကိုယူဆောင်သွားကကားနဲ့ပြန်ထွက်သွားတယ်လို့နီးစပ်သူတို့ကပြောပြခဲ့ပါရတယ်။ဓမြတိုက်တဲ့သူတွေဟာရွှေ၆ကျပ်သားငွေကျပ်3300ကျော်နဲ့ထိုင်းဘတ်ငွေ3000နီးပါးအပြင်လက်ကင်ဖုန်းတွေအားလုံးကိုယူဆောင်သွားတယ်လို့သိရပါရတယ်။စစ်အောင်ဝေစားတွေကို စ်ထားတာပြည်သူစစ်ဝဲဆောင်လားစစ်တပ်ဝဲဆောင်လားတော့မသိကြဘူးအိမ်ထဲကလူတွေကိုတော့ဘာမှလုံးမသွားဘူးအိမ်ထဲမှာရှိတဲ့ဖုန်းတွေကိုအကုန်သိမ်းသွားပြီးတော့ပတ်စံတွေကိုယူသွားတယ်လို့တော်ကော့ရက်ကွက်အတွင်းနေထိုင်သူတူကပြောပြခဲ့ပါတယ်ဓမြတိုင်းမှုနဲ့ပတ်သက်ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေလာရောက်စုံစမ်းမှုတွေရှိခဲ့ပေမဲ့အခုတည်းကတော့မဖမ်းမိသေးဘူးလို့သိရပါတယ်တာချီလိမ့်မှာ2023ခုနှစ်အတွင်းကအနုချမ်းစီးမှုနဲ့ဓမြတိုင်းမှုတွေဇက်တိုက်ရှိခဲ့ပေမဲ့ကြားဖြန့်ငွေလိမ်ကိုင်းတွေဇက်တိုက်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဓမြတိုင်းမှုဖြစ်ပွားတာမကြားရတော့ပဲအခုလပိုင်းမှာပြန်လည်ဖြစ်ပေါ်လာတာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်လေးကေကောမြို့တဲအနီးမှာရှိတဲ့ဆွေတော်ကုန်းဖြူဟာအမြောက်တပ်ကုန်းကိုလေရင်နဲ့လာပို့တဲ့ပစ္စည်းအထုပ်များအားတော်လိုင်းတပ်ဖွဲ့များကသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကစက်တင်ဘာလ9ရက်နေ့က1 trap လေရင်နဲ့ဆွေတော်ကုန်းဖြူဟာကိုပစ္စည်းထုပ်များကို လေထင်းနဲ့ပို့ချပေးခဲ့ရာအဲ့ဒီတောင်ကုန်းကိုဝိုင်းပိုက်ပိတ်ဆို့ထားတဲ့ကော်ပိုရာစစ်ကြောင်းပူပေါင်းတပ်များကရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့အခြေအနေကဘက်ထရီနှလုံးနဲ့စီပုံးနှစ်ပုံးကို112နဲ့လာပို့ပေးရတဲ့အခြေအနေဖြစ်နေပြီးပဲထုတ်တထုတ်လည်းပါတယ်လို့ပြောတယ်အထုတ်လေးထုတ်ရတာလို့ကရင်စီရဲ့သတင်းအင်းမေကပြောပါတယ်အဲ့ဒီပစ္စည်းတို့များရရှိမှုနဲ့ပတ်သက်ပြီးတော့ကော်ပိုရာစစ်ကြောင်းတက်စစ်ကြောင်းမှုဘိုးစောကော်ကကရင်လေတာနဲ့ပြောရမယ်ဆိုရင်တော့ ကျေးဇူးပဲမိအော်လဲလို့၎င်းရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးထားပါဗျ။လက်ရှိမှာဆွဲတော်ဂုံးနဲ့ဒေါနာတောင်ပေါ်မှာရှိတဲ့ရင်ခွဲတောင်အနီးအာရှလမ်းမိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။ကော်ပိုရာစစ်ကြောင်းပူးပေါင်းတပ်များဝင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့ဆွဲတော်ဂုံးဖြူဟာစခန်းဟာလည်း တိုက်ပွဲဟာညစဉ်ညတိုင်းတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်စက်တမလ9ရက်နေ့ညကတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့မနေ့ကညကလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းတိုက်ခိုက်နေတယ်ကော်ပိုရာစစ်ကြောင်းကိုလက်နက်ကြီးပစ်ကူများနဲ့အတုံးပြူပြီးတော့တိုက်ခိုက်ပေးနေတယ်ဆွဲတော်ဂုံးအမြောက်တပ်ကိုကော်ပိုရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များကပြီးခဲ့တဲ့ရပိုင်အတွင်းမှာဝန်ရပိတ်ဆို့ထားခြင်းဖြစ်ပြီးတော့ဩဂတ်စ်လ26ရက်နေ့ကစတင်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်ဒါအပြင် ်ဒေါနတောင်ပေါ်ရင်ခွဲတောင်အနီးအာရှလမ်းပိုင်းမှာလည်းအောင်စေရဆက်ကြောင်းနဲ့ကော်ပိုရာဆက်ကြောင်းပူးပေါင်းတပ်များတိုက်ပွဲတွေပြင်းထန်နေကြောင်းကရင်စည်ရေးသတင်းအေးမြစ်ကပြောကြားထားပါတယ် ာရှလမ်းပိုင်းမှာစက်ပြမလာ6ရက်နေ့ကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကထိခိုက်မှုတွေများခဲ့ပြီးတော့တော်လိုင်းတပ်များကလက်နက်များကိုတင်စီရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။မနေ့ကအတော်ကိုထိတယ်တနက်တွေမနေဘူးကြံတာတနက်တွေကြံတယ်ဆိုကြတဲ့ကတေးတာမနေဘူးလို့ကရင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်။မနေ့ကညကလက်နက်ကြီးပစ်ခတ်တပ်များဟာထိုင်းနိုင်ငံမဲဆောက်ကတော့မှကြားနေရတယ်လို့သိရပါတယ်။ညအူပိုင်းကတည်းကစတင်ပစ်ခတ်ခဲ့ရာညနှစ်နာရီကျော်တဲ့အထိဇက်တိုက်ပစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကမေဆိုင်တွေနဲ့ကွန်ကရစ်ကနေပြီးတော့ပစ်ကူပေးနေတာလို့ကရင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်။ ောင်းနာတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းဟာလည်းအင်အားတချို့ထုံနှုတ်သွားတော့လဲအင်အား200ကျော်ကျန်ရှိနေသေးတယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာရှိတဲ့တင်ကန်းကြီးနောင်နဲ့လေးကိတ်ကောင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းများကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရမှာအဲ့ဒီနေရာအနီးမှာဆွဲတော်ဂုံးတပ်ရင်းတစ်ခုသာကြာရှိတော့တယ်လို့သိရပါဗါးအဲ့ဒီဆွဲတော်ဂုံးတပ်စခန်းကိုကော်ပိုရာပူပေါင်းတပ်ဖွဲ့များကရခင်ကလည်းမကြခဏတိုက်ခိုက်နေရယခုအချိန်မှာတော့ဝင်းရပိတ်ဆို့ထားနိုင်တဲ့အခြေအနေဖြစ်တယ်လို့သိရပါဗါးဒါ့အပြင်ဆွဲတော်ဂုံးအောက်မှာရှိတဲ့ရေကန်ဂုံးကာကင်းစခန်းကိုကော်ပိုရာပူပေါင်းတပ်ဖွဲ့များကအခုနဲ့မတ်လ31ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကန်ရွာကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတလားအတွင်းလက်နက်ချအလင်းဝင်ရန်စာထုတ်ပြန်ပြီးတဲ့နောက်ပြူစောထိမိသားစုဝင်များစတဲ့ထွက်ပြေးတိမ်းရှောင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့ကနေပြီးတော့အောက်တိုဘာလ6ရက်နေ့အထိတလားတာအတွင်းမှာ တရက်ကံရွာကအကြပ်ဆက်ကောင်းစီတပ်သားများအနေနဲ့လက်နက်ချအလင်းဝင်ရန်အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ကသတိပေးစာထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ချအလင်းဝင်ရောက်ခြင်းမရှိတဲ့ဆက်ကောင်းစီတပ်သားများကိုတော်လိုင်းအင်အားစုများအနေနဲ့ကိုင်းတော်မှရဲစခန်းဝက်ပုတ်ပြူစော်တီစခန်းနဲ့ရွာတိတ်ရွာတိုက်ပွဲများလို့မျိုးတရက်ကံပြူစော်တီရွာကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့သတိပေးစာမှာဖော်ပြထားပါဗျ။လက်နက်ချအညာခံသူအလုံးကို Geneva Convention ဥပဒေနဲ့အညီကာကွယ်မှုများကိုပေးသွားမှာဖြစ်ပြီးတော့လက်နက်နဲ့တကွအညာခံပြီးတော့ဗတ်ပြောင်းလာသူများကိုစုငွေနဲ့ ဲ့အခြားအကျိုးခံစား권များကိုပေးရမှာဖြစ်ကခုခံမဲ့သူအလုံးဟာရှေ့မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးများအတိုင်းကြုံတွေ့ရမှာဖြစ်ကြောင်းအညာမြေတပ်ပေါင်းစုအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်မနေ့ကနဲ့ဒီနေ့တရက်ကံပြူစောတိရွာကပြည်သူ၁၀ထွက်ပြေးလာကြတယ်သူတို့ကိုအရင်ကတည်းကလက်နက်ချဖို့ပြောထားတာရှိတယ်အခုကတရားဝင်စာထုတ်ပြီးတော့သတိပေးလိုက်တာပေါ့လို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကျုံပြော်မြို့မှာရှိတဲ့ရက်ွက်တချို့မှာအသက်35နှစ်ကနေပြီးတော့65နှစ်အတွင်းရှိတဲ့သူတွေကိုစစ်တင်တန်းတိုက်ရမယ်ဆိုပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့လဝကကစက်တင်ဘာလ4ရက်နေ့မှာစရင်းနေကောက်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိစားရက်ွက်မှာရှိတဲ့အသက်35နှစ်ကနေပြီးတော့65နှစ်အတွင်းရှိတဲ့သူများအလုံးရက်ွက်လုံခြုံရေးအတွက်မဖြစ်မနေစစ်တင်တန်းတိုက်ရရမယ်ဆိုပြီးတော့ရက်ွက်ရုံးကိုခေါ်ပြီးရက်ွက်အုပ်ချုပ်ရေးမှူးနဲ့လဝကကလက်မှတ်တွေထိုးခိုင်းတဲ့အပြင်ဓာတ်ပုံမှာရိုက်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ်ရုံးခေါ်ပြီးတော့စရင်တွေရက်ကွက် ရုံးမှာကောက်တယ်လက်မှတ်ထိုးပေးရတယ်ဓာတ်ပုံတွေပါရိုက်တယ်တခြားရက်ကွက်မှာတော့ဘာသာမှမကြားရသေးဘူး လူတွေကအဲ့ဒီအတွက်နဲ့အလုံးလုံးလို့လည်းမရဘူးစိတ်တွေလည်းငြင်းရပါတယ်လို့ဒေသရက်ကွာမှာရှိတဲ့ဒေသခံတို့ကပြောကြားထားပါဗျ။စိတ်ကောင်းစီခန့်အုပ်ချုပ်ရေးမှုဦးဝင်းသိန်းဟာကြုံကြော်မျိုးနဲ့ဒေသရက်ကွာမှာနေထိုင်ပြီးတော့၎င်းရဲ့ရောက်ဖဖြစ်သူများဟာစိတ်ကောင်းစီတပ်ကအရာရှိဗိုလ်ကြီးများဖြစ်ပြီးတော့အုပ်ချုပ်ရေးမှုက၎င်းတို့ရဲ့အမည်ကိုအသုံးပြုကရက်ကွာအတွင်းမှာမကြာခဏချင်းချောက်ပြောဆိုလေးရှိကြောင်းဒေသရက်ကွာမှာရှိတဲ့ဒေသခံတွေကပြောဆိုခဲ့ပါဗျ။အလုပ်ပဲလုပ်ရမလား ဒါကိုပဲလိုက်ရမလားဝေခွဲမရဖြစ်နေပြီးတော့တော်တော်ကိုစိတ်ညစ်စရာကောင်းပါတယ်ပြီးတော့အုတ်ချုပ်ရင်းမှုဦးဝင်းသိန်းရဲ့ရောက်ဖတွေကစစ်တပ်ကဗိုလ်ကြီးတွေဆိုတော့သူတို့ရဲ့အရှိန်နဲ့လှုပ်ချင်တိုင်းကိုလုပ်နေတာလို့၎င်းကဆက်ပြောပါတယ်ဒါအပြင်ပြီးခဲ့တဲ့ဩဂတ်စ်လနောက်ဆုံးပတ်ကလည်း AR တွေတိုင်းတာပေါင်းမြို့နယ်မှာရှိတဲ့ခြေရွာတအုပ်စုကိုလူအယောက်80ကို ပြည်သူလုံခြုံရေးထမ်းဆောင်ရမယ်ဆိုပြီးတော့စည်ရင်းနေတောင်းယူနေတယ်လို့ဒေသခံများထံကသိရှိရပါတယ်စစ်ကောင်စီက၎င်းတို့စစ်ရှုံးနေမှုကိုထိန်းချုပ်ပြီးတော့ကျန်တဲ့ဒေသများကိုကာကွယ်နိုင်ရန်အတွက်ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြမှုအဖွဲ့ကိုဖွဲ့စည်းပြီးတော့အသက်35နှစ်ကနေပြီးတော့65နှစ်အတွင်းရှိတဲ့အမျိုးသားတိုင်းကိုစစ်တင်တန်းပေးကလက်ရှိဆင်နွှဲနေတဲ့တိုက်ပွဲများနဲ့ကိုက်ညီတဲ့လက်နက်စစ်ပစ္စည်းများကိုတပ်ဆင်ပေးမယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီကရခင်ကအမျိုးသားများကိုအသက်16နှစ်ကနေပြီးတော့35နှစ်အတွင်း ်ပြည်သူစစ်မှုထမ်းရအတွက်ခေါ်ယူခဲ့တဲ့အပြင်ယခုကမှဩဂတ်စ်လကစတင်ပြီးတော့မြို့ရက်ွက်အုပ်စုကျေးရွာများရဲ့လုံခြုံရေးအတွက်အကြောင်းပြကအသက်35နှစ်ကနေပြီးတော့65နှစ်အထိထပ်တိုးကစစ်မှုထမ်းရအတွက်စည်ရင်းများကိုကောက်ယူနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ